ောင်းလိုက်ဘာမှလည်းပြည်သူတို့အကုန်မကြအသုံးမသိရင်ဆန့်လိုက်ပါတော့လားပြည်သူတွေလည်းအကျိုးမရှိကိုယ့်ရဲ့ရေးပေါ်ရေးဖက်တွေလည်းအကျိုးမရှိမလုပ်ပါနဲ့အဲ့ဒီသတင်းတွေကိုပြန်ရပါပြီဆိုတဲ့သတင်းတွေကိုစစ်တပ်နဲ့အနည်းဆက်ဆုံးအတိုင်းဝိုင်းနော်အကုန်လုံးကအစတော့မယုံကြည်ရနော်ခင်ဗျားတို့ကျွန်တော်တို့တာမအရသားမပြောနဲ့ကျူးကျော်တွေကိုကျူးကျော်တွေကို ကျူကျော်အုပ်စုနဲ့တွားပြီးတော့ပရက်နဲ့ရက်မလုပ်ဖို့ပဲလိုတာကျူကျော်ဟာကျူကျော်ပဲချိန်တိုင်ရတော့ကို့မြီကိုကိုပဲပြန်ယူရမှာဆိုတာအဲ့ဒီအတိတရားရှိဖို့ပဲလိုတာဒါဒေါ်လာမျိုးတွေအားလုံးပဲ လင်ပေးတာမှာအများဆုံးကင်းဝေးကြပါသည်လို့ဆုတောင်းပေးရင်လည်းကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကတော့ April 6ရက်နေ့ကျွန်တော်နေရမနက်ပိုင်းတီနောက်ဆုံးရရှိတဲ့သတင်းတွေကိုပေါ်ပြပေးတော့မှာဖြစ်တဲ့အတွက်အမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါရစေ။ပထမဆုံးအနေနဲ့ကတော့တစ်ကောင်းတော်များက၎င်းရဲ့ကိုဂျူးစီးပွားတဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မသိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့1526ရရှိပြီဖြစ်ပါတယ်မြန်မာနိုင်ငံတော်ဝန်စစ်ကောင်စီကတရက်တာတွင်စစ်ကွေးတည်ဆုံမှုစီးရင်မှာတော့ချင်းမီနယ်တွန်းဆန်မြို့မှာရေတွက်လို့မရတဲ့တည်များပါတယ် မကွေးတိုင်းမြိုင်မြို့နယ်မှာနှစ်ကောင်မကွေးတိုင်းစလင်းမြို့နယ်မှာတဦးကိုအရှင်ဖမ်းမိခဲ့ကြောင်းသိရှိရပါတယ်။နောက်တဲ့သတင်းတွေမှာတော့မြန်မာနိုင်ငံလယ်ပိုင်းမှာပြည်သူများငလျင်တန်းကြောင့်တည်ဆုံးပြစီမှုများဖြစ်ပေါ်နေခြင်းမှာတော့သာသနာရေးဒုဝန်ကြီးမန္တလေးတိုင်းဝန်ကြီးချုပ်မြို့အောင်နဲ့တစ်ဘိုလ်ချုပ်တစုကတော့ကြောက်ဆယ်မြို့ရွှေသိမ်းတော်ဖရာကြီးမှာဒိဋ္ဌံပွဲထုတ်ရေးတရားခြေသွွားကြောင်းကြောက်ဆယ်မြို့နဲ့တန်ခါနိုင်ကဖွဲ့ဝင်တန်ခါတော်ချုပ်နဲ့ကြောက်ဆယ်မြို့ပြည်သူတွေကပြောထားပါဗျာ။ ဧပြီလ၄ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံမန္တလေးတိုင်းဝန်ကြီးချုပ်မြို့အောင်သာသနာ့ဒုဝန်ကြီးနဲ့စစ်ဘုရုပ်တစုဟာမဟာရွှေသိန်းတော်ဖျားမှာဒိတ်တန်ဖြစ်အပြောသည့်တရားရှိဖီငပြောထိုး၍ပွဲပေးကနိုင်ငံတော်ဝန်ကပ်ပေးတင်မှုများကိုကြော်လန့်ရဲတရချိခဲ့ကြကြောင်းအဆိုပါရဲတရချိမှုကိုတော့နေပြည်တော်မှစစ်ကောင်ဆောင်မင်းအောင်လိုင်ကနေပြီးတော့တိုက်ရက်ညွှန်ကြားခြင်းဖြစ်ကြောင်းသိရပါတယ်။နေပြည်တော်ကညွှန်ကြားလို့ကျွန်တော်တို့ရဲတရလာချိပြီးပွဲထိုးတာလို့ပြောပါတယ်။အဲ့ဒီနေ့ကဖျားကိုပြည်သူချို့တက်ခွင့်ခဏပိတ်တယ်။ဖျားပြန်မှုတော့ပွဲတွေထိုးတာတွေ့ရတယ်။ရဲတရလာလောက်တာလို့လည်းသိရပါတယ်လို့ပြောထားတဲ့သူရှိပါတယ်။ ပေတိန်တော်ဘုရားဟာအနွယ်ထားမင်းကြီးတည်တဲ့အရှင်အာရဟံကတိမ်သမုတ်တယ်။ဘုရားကြီးတရှိတဲ့နင်းတော်ကြီးရွာမှာမြမတက္ကရီ1280ပြည့်နှစ်ဝန်းကျင်ကယောဂဘုရားကပ်ပေးကြတဲ့လူတွေတော်တည်ကြတယ်ကပ်ပေးကြီးဖြစ်တာပေါ့။အဲ့ဒီချိန်မှာအိမ်မက်အရာကြီးရွှေသိန်းတိုင်းဘုရားစီတီကိုပြန်လဲတူဖို့ပြီးဤထားမှကပ်ပေးတွေကိုငိမ့်နေကတ်ကျော်ဘုရားလိုလည်းထင်ရှားတကူကြည့်ပါတယ်။ဘေးရန်တွေရဲ့ကတ်တွေကြော်နိုင်တဲ့ကတ်ကျော်ဘုရားစီတီလိုတကူကြီးပြောစမှတ်လေးပြုလို့မင်းအောင်နိုင်ကအဲ့ဒီမှာသွားပြီးတော့ပွဲပေးရမှာဆိုပြီးညွှန်ကြားခဲ့တာဖြစ်ကြောင်းလည်းသိရှိရပါတယ်။ မလ28ရက်နေ့လုတ်ခတ်ခဲ့တဲ့ငလင်းကြောင့်ပြည်သူပေါင်းဝင်ခုဆိုရင်တော့3000ကျော်နှီးပါသေဆုံးပြီးပြည်သူတန်းချီနေအတိတ်ကရောက်လျက်ရှိပြီးစာဝင်နေအတွက်နေထိုင်ရန်အိမ်လျက်စီမီရေဆေးဝါးနဲ့လမ်းမဆက်သွေးများပြတ်တောက်လျက်ရှိတာကိုတော့စစ်ကောင်စီအနေနဲ့လစ်လူရှူထားတယ်ဆိုတာသိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ရိုးမပန်ဥက္ကဋ္ဌဦးသိန်းဝင်နဲ့ဒါရိုက်တာအဖွဲ့ကိုစစ်ကောင်စီကထောင်နှံသီးသီးချမှတ်လိုက်ပြီဖြစ်တယ်လို့တရားရင်းနဲ့20တိုင်ဝမ်ကဒီနေ့မှထုတ်ပြန်လိုက်ပါတယ်။ရိုးမပန် CEO ဥပမောင်စိန်ပေါင်းဝင်ရိုးမပန်ဒါရိုက်တာကိုကိုစစ်ကောင်စီရဲ့ဘိုးထောင်ခရိုင်တရားရုံးက အောင်တန်ချမှတ်လိုက်တဲ့ဖြစ်ကြောင်းသိရှိရပါတယ်အာဂရီဘူးနဲ့မဟုတ်ဘူးဘိုဘန်ဥပဒေနဲ့အမိန်ချလိုက်တာလို့လည်းပြောထားပါတယ်ရုံးမှာဥက္ကဋ္ဌဦးသိန်းဝေကို73နှစ် CEO ဥပမောင်စိန်ကို71နှစ်ဦးဇာနီကို71နှစ်နဲ့ကျန်လူတွေကို3နှစ်စီထောင်ဒဏ်သီးသီးချမှတ်ကြောင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ရုံးမှာဥက္ကဋ္ဌဦးသိန်းဝေ CEO ဥပမောင်စိန်ပါဝင်ဒါရိုက်တာ9ကို2024ခုနှစ် ဇွန်လဇန်းပိုင်းကစတင်ပြီးစစ်ကောင်စီရဲ့ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။အဲဒီတုန်းကတော့ထိုင်းနိုင်ငံကကွန်ဒိုတိုက်ခန်းရောင်းမှမှုတွေမှာရိုးမဘန်ကပါဝင်ပတ်သက်နေတယ်ဆိုပြီးစွပ်စွဲချက်တွေနဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ရိုးမဘန်ကို1993ခုနှစ်မေလမှာဦးသိန်းဝေရဲ့ FII ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကစတင်တည်ထောင်ခဲ့ပြီးယခုအခါမြို့ပေါင်း43ခုမှာပန်ကွဲပေါင်း85ခုဖွင့်နေထားတာဖြစ်ပါတယ်။ဦးသိန်းဝေနဲ့ပတ်သက်ပြီး2023ဇူလိုင်လက PDF တွေကိုပုတ်ခတ်ထားတဲ့ရိုးတန်ဖိုင်ရလည်းလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့မှုပါတယ်။အဲဒီရိုးတန်ဖိုင်ထဲမှာတော့ ီလူတွေ PDF တွေဟာနေပြည်တော်ကိုသွားသိမ်းဖို့အစင်းစင်းရှိလားအာမရှိဘူးနေပြည်တော်ကိုစိတ်ဝင်စားဘူးအဲ့တော့စိတ်ကျင်နေပြီနေပြည်တော်ကိုစိတ်ဝင်စားရင်တိုက်เสียမှာမရှိဘူးမင်းဒေသမှာမင်းတိုက်ပေါ့လူတိုင်းကနေပြည်တော်ကိုမှတ်နေပြီဆိုရင်တော့ငါတို့ကနည်းနည်းဒုက္ခရောက်တာပေါ့ဆိုပြီးပြောခဲ့တဲ့ဦးသိမ်းဝေတရောအခုတော့ဒုက္ခပေးလဲဝေခဲ့ပြီပေါ့ဗျာဒီခွေးကနေပြီးတော့ခွေးခွေးချင်းကြိုက်တဲ့ပွဲရတော့စတင်ခဲ့ပြီဖြစ်ပါတယ်ပကြမီတော့ဓမင်းပွဲတစ်ခုပါဟွန်းကလေးတယောက်က နေကတိကြေကြောနေနေကတိကြေကြောတော့ဘယ်မှာစစ်တိုက်နေဘယ်မှာစစ်တိုက်နေဘယ်ကဘယ်မှာချနေတော့အင်္ဂါမေးလေဟေးဒီလူတွေနေပြည်တော်သွားသိမှုသိရှိလားအမရှိနေပြည်တော်စိတ်ဝင်စားအဲ့ဒါဆိုမစိတ်ကြည်တာလေချက်တင်ရောမှာတော့စစ်ကောင်စီရဲ့ရိတ်ခါစာအုပ်စီပေပါအလုံး90တင်ဆောင်လာတဲ့ရင်ကိုတင်စီရရှိကြောင်း SYSO 伊啲也不会干的，比如，国王个表姐他爸嘞，我回来不看古，其实就讲了买马石公司呀，大家懂，一定上来的石公司，别把，大公司别把伢些 ဧပလတည့်ရည်တွေကတင်းစီကြတာဖြစ်ကြောင်းနဲ့အခုထုတ်ပြန်လိုက်ဖြစ်ပါတယ်။ရေစုမြို့ကိုစီအောင်ချခွင့်တေကူမြပိတ်ပင်ထားတဲ့စစ်ကောင်စီကစားသုံးစီဈေးကွက်ကိုလိုဝဲကြီးအုပ်ကဈေးကွက်တစ်ခုကိုရယူထားကြောင်းနဲ့သိရှိရပါတယ်။စစ်ကောင်စီကခွဲတန်းစီများကိုပကုတ်ကူမြို့မှာရေစုမြို့သို့ချိန်ချင်းတည်ဆောင်ပြီးစစ်ကောင်စီရဲ့ရိခါဆန်များကိုလည်းပကုတ်ကူမှာရေစုမြို့ကိုအမြဲတမ်းတည်ဆောင်ပေးခဲ့တဲ့ကားဖြစ်ကအဆိုပါကားကိုအချိန်၂လခန့်စောင့်ကြည့်လေ့လာပြီးမှဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်လို့ထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့လာရှုမြို့က MND ဆုတ်ခွာတဲ့ပတ်သက်ပြီးတော့လာရှုမြို့မှာရှိတဲ့ပြည်သူတွေရဲ့ တိုးရင်ပူပန်မှုဝမ်းနဲ့ကြည်ကွက်မှုဒင်းနေလက်ရှိမှာကြားနေရဖြစ်ပါတယ်ဒီလိုများမစုပ်ဘူးဆိုရင်တော့စစ်ကောင်စီကဘုံကျစ်မယ်လို့အကြက်ခံခဲ့ပြီးတရုတ်ကနေဆက်ကိတ်များပောင်းဝင်ပိတ်ဆို့ဖြတ်တောက်များလုပ်မယ်လို့လည်းဖိအားပေးခဲ့တယ်လို့လည်းသိရှိရပါတယ်ပြည်ဝင်သတင်းထုတ်ပြန်ခြင်းမရှိတဲ့အခြေအနေကြောင့်ဒေသခံတွေစိုးရင်ထိတ်လန့်နေရပါတယ်တမ်းပြီးမြောက်ပိုင်းသတင်းမြစ်ကလည်းလားရွှေမြို့အခြေအနေကပုံမှုရှုပ်ထွေးလာနိုင်ပြီးနောက်ထပ်အခြေအနေဖြစ်ဖြစ်လာနိုင်တယ်လို့လည်းသုံးသပ်ထားတာတွေ့ရှိ ါတယ်။လာရှုကနေကိုကန့်ဖွဲ့တွေစုခောက်သွားပြီးဆိုတာနဲ့နောင်ချိုမြို့ကိုစစ်ကောင်စီကမရမကပြင်းပြင်းထန်ထန်ဆစ်ဆင်ယူပြီးစတင်လာနိုင်ပါတယ်။နောင်ချိုမြို့ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်လာနိုင်ခဲ့သည်ရှိတော့တီဘောကြောင့်ပဲလေအချိန်ကြီးတော့တိတ်မတော့မဟန်ဘူးလို့ဥစော်စန်းကလည်းသူ့ရဲ့အမြင်ကိုဖော်ပြထားပါတယ်။သက္ကစပြည့်ရဲ့ကြီးညာတာကတော့ဗျာသူကကြီးညာုံစာချုပ်ယူမှာပဲပြည်မကတိတဲ့အတိုင်းပဲဆက်တိုက်နေတာဆက်လုံနေတာပါပြီးတော့ဒီကောင်တွေရဲ့စကားဟာဘယ်တော့မှယုံကြည်ရတာမဟုတ်ဘူးလို့လေ MND ရဲ့နီးစတဲ့တတိယမြေကသိရှိလာပါတယ်။ ကိုကန်နေပေါ့ဗျာလာရှိုကပြန်ထွက်မယ်ဆိုတဲ့ကိစ္စဒါလေးကကျွန်တော်တို့ဒီနေ့ထည့်ပြောမယ်မနေ့ကလည်းပြောဖို့ဟာဆိုတော့ကိုကန်နေလာရှိုကပြန်ထွက်မယ်လို့သတင်းတွေကပြီးခဲ့တဲ့အဲလာလေးတွေကထွက်ပါတယ်ကျွန်တော်တို့ the statement မှာတော့ the statement channel မှာတော့ပြောသေးတယ်6 6 6 1ပေါ့နော်6လောက်ရင်တရက်နေလို့ကျွန်တော်အချမ်းမြင်ကြားခဲ့တာဟော6လောက်ရင်တရက်မဟုတ်ဘဲနဲ့အခုက April 22ရက်ဆိုတဲ့သတင်းထွက်လာတယ် April 22ရက်ဆိုစောစောထွက်သွားတဲ့သဘောပေါ့နော်ဆိုတော့သူတို့6လောက်ရင်နောက်ဆုံးထားပြီးထွက်ပါမယ်လို့ကိုကန်တွေကထွက်ပါမယ်လို့ဒီဒီ NASA ကပဲနဲ့ညှိနှိုင်းရေးအချိန်မှာသဘောတူခဲ့ပုံရတယ်အဲ့တော့အခုနောက်ဆုံးထားမဲ့ရက်က 6လောက်ရင်တည်းရနေဒါပေမဲ့သူတွေစောစားပဲ error လာမှာပဲဒါကိုကန်နေထုတ်ခွာပါပဲလို့ပြော20တင်ထုတ်ထုတ်ခွာပြောတယ်အခုထုတ်ခွာမှုလုပ်ဖို့တည်းဘာလုပ်လို့ဆိုတော့ဒီနေ့ဆိုရင်ဒီနေ့ဆိုရင်အဲဒီနေ့မနေ့ရောက်ဒီနေ့ရောပေါ့နော်ဆေးရုံပေါ့လာချုံမှရှိတဲ့ဆေးရုံမှရှိတဲ့ဆက်ပစ္စည်းတွေဆေးဝါးကွာတွေအကုန်လုံးကိုကားတွေပေါ်တင်ပြီးတော့ကိုကန်နေမောင်းပြီးထွက်နေပြီတပြေးထွက်နေပြီအဲ့တော့မောင်းပြီးထွက်နေတော့အဲကိုကန်တွေကလာချုံမှရှိတဲ့ဆေးရုံပိတ်ပါပိတ်ပြီးလို့သတင်းတွေဆက်ထွက်ကုန်ဆိုတော့ဒါပေမဲ့သတင်းတွေကမျိုးစုံထွက်နေတယ်20ရက်နေကြရင်ဆေးရုံလောကပိတ်ပြီးလို့ထွက်တယ်ဒါပေမဲ့တကယ်တမ်းကျတော့ပုံလင်ပြောရင်20ရက်နေမဟုတ်ဘူးကျွန်တော်သိရတာ12ရက်နေ စနေရနေမှာလုံးဝဒီစနေရနေကြရင်လုံးဝကိုကန်နေရလုံးဝဒီစေးုံတွေကိုစေးုံတွေကလူတွေမရှိတော့ဘူးတို့ရဲ့တို့ရဲ့စေးကုသရေးဖွဲ့တွေမရှိတော့ဘဲနဲ့ထွက်သွားမယ်အဲ့တော့မြို့မှာကြံနေခဲ့တဲ့လူတွေကိုပြောတယ်တဲ့ဒီဒီနေ့ဆိုပြောတယ်တဲ့အကယ်၍တို့နဲ့စေးလိုက်ကုကျင်နေဆိုရင်တိတ်နေဘက်ကိုလိုက်ခဲ့လို့ပြောတယ်တဲ့စေးကုမယ်ဆိုရင်တိတ်နေလိုက်ခဲ့ဆိုတော့တဘောကတော့ကိုကန်အဖွဲ့ကလာရှော့ကနေဆုတ်ခွာပြီးတော့တိတ်နေတီကိုသွားမယ်ဆိုရင်အတိပဲတက်ရောက်တယ်တိတ်နေတိတ်နေသွားပြီးရင်ဒါကိုကန်နေထွက်သွားပြီဆိုတာနဲ့စစ်တပ်ကအစားဝင်လာမယ်နာဆာကရုပ်ချုပ်ရန်တရားတွေဝင်လာမယ်လို့အချမ်းမြင်သိရတယ်ဆိုတော့ ကိုကန့်နေနေနဲ့ကလည်းမထွက်ခွာရင်မရတော့တဲ့အနေထားကိုရောက်လာတယ်။တချို့တွေကတော့ဝါရဖြန်တာရေးကြတယ်။တရုတ်ကဖိအားပေးမှုကြောင့်ကိုကန့်တွေကထွက်ခွာရတယ်ပေါ့နော်။တရုတ်ကအတင်းဖိအားပေးလို့ပေါ့။ဆိုတော့တရုတ်ကဖိအားပေးသည်ဖြစ်စီမပေးသည်ဖြစ်စီရှင်းပြရင်တော့အချိန်တိုင်းသူထုတ်ဆုတ်ခွာပေးရမယ်ဆိုတော့နှစ်ဖက်သဘောတူထားတဲ့အဲသူတို့သဘောတူထားရတယ်မှာရှိတယ်။နှစ်ဖက်ညှိနှိုင်းမှုတွေမှာရှိတယ်။နာဆာကဘက်ကတော့အစိုးရကပြောတယ်မင်းတို့ဆုတ်ခွာမင်းတို့ကမင်းတို့ကိုယ့်နေရာကိုပြန်သွား။ဒါပေတော့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအထိပြန်သွား။အဲ့ဒါဆိုရင်ငါတို့ဒါယူကပွဲနဲ့ပေါ်လာအစိုးရတရားပေါ်လာတဲ့ခါမင်းတို့ ကိုကံကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအုပ်ချုပ်သူအာဏာရဲ့ဘွယ်စီကိုအသိမှတ်ပြုဝင်မယ်ဆိုတာမျိုးလဲလွတ်တော်နဲ့အတူအသိမှတ်ပြုမှာပြောရမှာဟုတ်အဲ့ဒါဆိုတာမျိုးလဲညှိနှိုင်းလိမ့်မယ်ဆိုတော့ညှိနှိုင်းတာတော့အောက်ချအောက်ချမှာတိကျရှိနေမှာဗျာဒါပေမဲ့တော့ဆိုတော့လာရှုပ်မျိုးကနေကိုကံနေစပြီးဆုတ်ခွာနေပြီဒီနေ့တွေရဲ့စဆုတ်ခွာပြီးတဲ့ရပိုင်နေစဆုတ်ခွာနေပြီနည်းနည်းနည်းစီပေါ့တတုတ်ချင်းစီဒါပေမဲ့တို့ရဲ့နောက်ဆုံးဆုတ်ခွာမယ့်အေပရနဆက်တရဲ့ဆိုတော့၁၂ရက်နေ့မှာနောက်ဆုံးထားပြီးတော့၂၁မှာလုံးဝဆုံးမယ်၁၂ရက်နေ့မှာနောက်ဆုံးထားပြီးဆေးရုံမှာရှိရတယ်ကိုဖယ်သွားမယ်အဲ့တော့ဆေးရုံထဲမှာအခွန်ပဲခြံခဲ့မှာပြောအဲ့မှာခင်ဗျာတို့လောက်ထားတယ်ဆိုတော့ရေပဲမီးတွေမျက်စိမီးတာဝါတိုင်းတချို့ဖြုတ်လို့ရမှာတော့ကိုဖြုတ်သေးသွားတယ် လာရှုံကိုဖြုတ်သေးတယ်တဲ့ဓမ္မုံအောင်ထွက်နေပြီတချို့အရာကိုဖိမ့်ပိတ်ညင်းကြတော့အာမဟုတ်ဘူးဘာညာပေါ့ဆိုတော့ဘာပြီးပြောကိုကန့်နေပြန်ထွက်သွားတာကထွက်သွားတဲ့အတွက်ထွက်ထွက်သွားဖို့ပြင်ဆင်နေတဲ့အတွက်ဝင်လာပြောတော့ဝါတွေဝင်လာမလားစစ်တပ်ကဝင်လာမလားဆိုတော့မိကုန်းနေရှိနေတယ်ဝါတွေလည်းချောင်းနေတယ်ဝါတွေလည်းချောင်းနေဒီနေရာအလကားများရတော့ဆိုချောင်းနေတယ်ဒါပေမဲ့စစ်တပ်ကတော့ဝင်လာလိမ့်မယ်လို့သိရတယ်ခုကနောက်ဆုံးဝါပြတာဘန်တွေတော့အဲ့မှာပြန်သွားဖို့ပြင်နေပြီဘယ်ဘန်လဲတော့မပြောသေးဘူးပေါ့နော်ဘန်တချို့ပြန်သွားဖို့ပြင်နေပြီဘိုးဘန်ကလည်းဘန်ချို့ကိုကူညီတောင်းထားပြီလို့ကြားပါတယ်အဲ့တော့ဘာပြီးပြော ဒီဘန်ချို့ကိုကြီးနောက်ထားတယ်လို့သတင်းစာထွက်လာတယ်ပေါ့ပိုမန်ဘက်ကတော့ညင်ညင်လေးညင်မှပေါ့ဗျာသို့တော့ဒီလိုတော့သတင်းစာထွက်လာတယ်ပြောရရင်တော့လာရှုမှာဘန်နေပြန်သွားဖွင့်ဖို့လည်းပြင်နေပြီဆိုတော့ဒါဆိုရင်အနာစာကိုင်အုပ်ချုပ်ရန်တရားတွေဖြည်းဖြည်းချင်းပြန်ပြီးတော့လာရှုမှာပြန်လေလက်ပတ်မယ်လို့ပြောလို့ရတယ်ဆိုတော့ဒါကိုကြီးချင်းအားဖြင့်တိုက်တုံးအောင်တိုက်ခဲ့ကြတယ်သေးတယ်လို့သေးခဲ့ကြတယ်ပြီးတော့လည်းနောက်ဆုံးတော့မူလနေရာတိုင်းပြန်သွားရတယ်ဆိုတော့တဘောကတော့ကျွန်တော်တို့အိမ်တိန်လို့ပါဗျာခမားနာမည်အမိပေါက်ထားတဲ့အိမ်တိန်ကိုသူများတွေကျူးကျော်တွေဘယ်လိုပဲတနေတနေခြေတစ်ခုရောက်တဲ့ခါကျတော့ကျူးကျော်ပါကျူးကျော်ပါပဲဖယ်သွားရတာပဲဖယ်ပြီးလိုက်ရတာပဲ ဆိုတော့အကယ်ကျွန်တော်တို့နိုင်ငံကိုတရုတ်ကနောက်ကိုရနေကြိုးကင်ထားတယ်ဆိုလဲကျူးကျော်ပါကျူးကျော်ပါပဲပိုင်ရှင်ကကျွန်တော်တို့ပဲအဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲကျွန်တော်တို့ကသာလျင်ကျူးကျော်တွေကိုကျူးကျော်တွေကိုကျူးကျော်အုပ်စုနဲ့တွားပြီးတော့ပရက်နဲ့ရက်မလုပ်ဖို့ပဲလိုတာကျူးကျော်ပါကျူးကျော်ပဲချိန်တိုင်းတော့ကိုယ့်မျိုးကိုယ်ပဲပြန်ယူရမှာဆိုတော့အဲ့ဒီအတိတရားရှိဖို့ပဲလိုတာဒါလေးကိုအရေးကြီးပါတယ်အဲ့တော့ကိုကနေအဲကျွန်တော်မျိုးမေးရတော့ပြောတော့ပါပြီအမှန်ပဲကျူးကျော်မှာမှမင်းတို့ကအဲကျူးကျော်တွေပဲမင်းတို့နဲ့မင်းတို့ပစိပဒီဟာလေကျူးကျော်တွေပဲအဲ့တော့မတို့ပြည်သူတွေအကုန်လုံးကမင်းတို့စီကပြန်ယူမှာ ဒါ MND ဘယ်လိုပဲထွက်သွားထွက်သွားငါတို့ရဲ့ E-train ကတော်လိုင်းကြီးတက်ဒီကုန်လုံးဒီနေ့ကျရင်မင်းတို့ရဲ့နေရာတွေကုန်လုံးကိုပြန်ယူပြီးတော့မင်းတို့ကောင်းတွေကိုပါကျူးကျော်ပို့ပြီးပါအချက်လဲရှိတယ်ဆရာမပြီးတော့ကျွန်တော်တို့ဝန်နေရတယ်ကျွန်တော်တို့ပြည်သူတယောက်အနေနဲ့တော်တော်ဝန်နေရတယ်တယောက်အနေနဲ့မဟုတ်တမျိုးလုံးလိုလိုလဲဒီလိုကျွန်တော်လိုပဲခံစားရမယ်လို့ကျွန်တော်ယုံတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ပြောမယ်ဆိုရင်ကျွန်တော်တို့လာရှုမျိုးကအာဒီစကားစနဲ့ဒီ MNDAA ရဲ့အပေါ်မှာ ။ရောင်ကစားမျိုးတစ်မျိုးလိုအတုံးချခံတဲ့မရတဲ့မျိုးဖြစ်သွားတယ်ဆရာမ။မလဲပေါ့။နော်။ဒါကိုကျွန်တော်ကစောင့်ကြည့်ရမှာပေါ့။ဘယ်လိုအချိန်အပြောင်းမျိုးနဲ့သူတို့လုပ်မလဲ။အဲကျွန်တော်တို့ခုနကထင်တယ်လို့လုံးလုံးယူပဲလက်မကြည့်ပဲနဲ့ဖင်ခါကောင်းခါပြီးတော့တွားမလား။မင်းတို့ဖြစ်ချင်တာဖြစ်ဆိုပြီးတော့ထားခဲ့မလား။ဒါကိုကျွန်တော်တို့ကြည့်လောလောဆယ်ကတော့အဲ့ဒီပုံစံတော့ပေါက်နေပြီလေ။နော်။အဲ MND နေနဲ့ကတော့လက်ရှိအချိန်မှာစစ်တပ်နဲ့ပူးပေါင်းပြီးတော့မြို့ကိုအုပ်ချုပ်မယ်ဆိုပြီးသတင်းတွေထွက်ပေါ်လာပါတယ် ဘယ်လိုများစစ်တပ်နဲ့ပူးပေါင်းပြီးတော့အုပ်ချုပ်မယ်ဆိုရင်တော့ထေချပါတယ် MNDA ရပြည်သူတွေနဲ့တန့်ကျင်ဘက်အရက်ကိုတွားနေတဲ့အဖွဲ့အစည်းကိုဖြစ်လာပြီးတော့ကိုယ်အရင်တုန်းကတိုင်းပါပဲ MND ဆိုအမှန်ပြည်သူတွေရင်ဘက်ထက်ကပျောက်ကွယ်သွားမှာတော့အသိပါပဲနောက်ထပ်သတင်းတော့မှာတော့အိုက်ခိုင်းတတော် AA ပေါဝင်ညီနောင်မဟာမိတ်သုံးဘွေကတလတာအပြစ်ခတ်ရနာထားကြီမှာပဲအနာသိစစ်ကောင်စီကတဖက်သက်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ခြင်းအေကအတိပေးထုတ်ပြန်ခဲ့ပါတယ်။အခိုင်တတော်ဟာ2025ခုနှစ်အေပလာတရနေ့ကစတင်ပြီးညီတော်မာမိတ်တွေဖြစ်ကြတဲ့ ကိုကန်တောင်းတဖွဲ့နေတဲ့အတူတလတာအပြည့်ခက်ရက်စဲကြောင့်ကြီးညာခဲ့တာဖြစ်ပါတယ်သူမကြီးညာမီနဲ့ကြီးညာပြီးတဲ့နောက်ပိုင်းမှာ AAR ထိန်းချုပ်ထားတဲ့နေမျိုးတွေကိုအာနာသိန်းစစ်ကောင်းဆောင်ကလေချောင်းကလည်းနဲ့ကြီးနဲ့ပြစ်ခတ်တိုက်ခတ်မှုတွေတက်တိုက်လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်တောက်ဖြူမျိုးနဲ့စစ်တွေမျိုးပေါ်ဝင်ချင်းမှာအိုက်ခတ်တက်တော်တဖွဲ့ဝင်တွေကိုလက်နက်ကြီးရုပ်ဘုံလေချောင်းနဲ့စစ်သမိုးတွေကနေပြစ်ခတ်တိုက်ခတ်မှုတွေကိုနေ့စဉ်ဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်ဒါကြောင့်ရခိုင်တက်တော် AA ကတိုက်ပွဲတွေကိုပြန်လည်ထိုးစစ်ဆင်နွှဲနေပြီးတိုက်ခိုက်နေတယ်လို့သိရပါတယ်အေအာအပြည့်ရဲ့မကြီးညာမီ2025ခုနှစ်ဧပြီလ2ရက်နေ့မှာ စစ်ကောင်စီရဲ့ဗကိုးတိုင်းညောင်ကျိုးပြူဟာစခန်းကိုဘုံကို A ကအလုံးစုံသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဘောမတတိုက်ကတော့မပါသေးဘူးပြောတဲ့အတွက်ရခိုင်တတော် A ရအခုဆိုရင်တော့တပုံများနေတကွာပြန်လဲထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။အောက်ကထဲသမျှဂျင်းကိုအထက်ကခံနေရတာ။အဲဒါကြောင့်ကျွန်တော်စီရေးချင်နေတယ်ဒုက္ခရောက်တာ။အောက်ချင်တဲ့အထက်နဲ့ကဘသူ့ကဘသူ့ဂျင်းထဲလို့ထည့်နေမှမသိဘူး။အထက်ကဂျင်းထဲခံနေရတာ။ဆိုကြလားဗျာ။အောက်ခြေကလည်းစကန်တစ်ခုကြသွားပြီဆိုရင်ပြန်ရပါပြီဆိုပြီးတော့အဲ့လှွေနဲ့ Telegram channel တွေကိုလည်းကျွန်တော်ပြောခြင်းတယ်ဟုတ်လား ခင်ဗျားတို့ကတွင်လိုက်တာပဲအဲမင်းတို့ဘောမတွေကလည်းနိုင်စရာဆိုလို့အိမ်မက်ထဲနဲ့အခုလိုပေါက်ကြရစကားတွေချင်းကြယူပြောဖို့ပဲရှိတော့လေခေတိုက်ပွဲတိုက်တိုက်လောက်ပဲခန်းစစ်တွေကောင်းနေပြောပြောအချိန်တန်တော့လည်းပါသွားတာပါပဲအဲညောင်ကျိုးစကန်မကြဘူးဆိုပြီးတော့ဘောမပေါင်းကနေမသားလောင်းတွေကနေပြီးတော့ပေါ်နေကြရင်ပဲလက်ရှိချိန်မှာတော့ညောင်ကျိုးစကန်ကြာကြောင်းတော့အလုံးထုတ်ပေါ်ပြလိုက်ပြီဖြစ်ပါတယ်အဲ့လိုအချိန်မျိုးမှာဘောမတွေတိုက် ပေါက်ကွဲတာဆိုတာလည်းဥစားရတော့မဟုတ်ပါဘူးဥယင်တဲကညောင်ကျိုးစကန်ကိုတိမ့်ပြီလို့အဲကကျတော့အေးရပြောရေးစုခွင့်ရှိသူအန်ဒုခကပြောတာကိုလောင်ပြောင်ခဲ့တယ်ပြောင်ပြီးတယောက်ကအခုဆိုမှတော့လောင်ကျွမ်းနေရတယ်တစ်ခါဖြစ်နေပါပြီလင်းလိုက်တော့ဘာဖြစ်သွားလဲဆိုတော့လေ အထက်ကစခန်းတစ်ခုကျသွားပြီဆိုဟေ့ကောင်နေအရတိုက်ဆိုပြန်တိုက်ခိုင်းတာလိုအပ်တာပြောဆိုပြန်တိုက်ခိုင်းတာအဲ့တော့အောက်ကောက်ကောင်နေကသွားတိုက်ရမယ်တိုက်ရမယ်ဆိုတဲ့ခါကျတော့မတိုက်ချင်တော့ပါလေရပါပြီဆိုပြီးတော့ဖွားတယ်ဖွားတဲ့ခါမှခင်ဗျားတို့တယ်လီဗန်ချန်နယ်တွေကဖွားပြီးလိုက်တယ်ဖွားပြီးလိုက်တဲ့ခါကျတော့အောက်ကောက်ကောင်နေသွားတိုက်စရာမလိုတော့ဘူးတက်လားအေးအဲ့ဒီလိုမျိုးတွေဖြစ်နေတယ်အဲ့တော့အဲ့ဒီသတင်းတွေကိုပြန်ရပါပြီဆိုတဲ့သတင်းတွေကိုစစ်တပ်နဲ့အနည်းဆက်ဆုံးအတိုင်းဝိုင်းနော်အကုန်လုံးကအစတော့မှယုံကြည်ရနော်ခင်ဗျားတို့ကျွန်တော်တို့ပါမအရသားမပြောနဲ့ เนาะไอ้จีนโหลดิไอ้จีนโหลอฉินๆหนองมายုံเนาะอู้ยไม่เปียวเนี่ยเดี๋ยวรอบสงไปไอ้ยาชีเนี่ยแม้มาดิตาตะมี้เนี่ยสายုံเนี่ยล่ะไอ้จีนแท้ยาชียုံน่ะเราไม่เปียวเนี่ยบ่เปียเนาะเออบ่าเล่าอ่ะมั้ยสิทธิ์ตะเด้งก็ป่วนเต็มเหมือนตาบ่โลล่ะအဲ့တော့ကျွန်တော်ကတော့အချိန်တိုင်းကြုံမယ်။ကျွန်တော်ညောင်ကျိုးပြန်ရပါပြီ။အော်မနေနဲ့ညောင်ကျိုးကလုံးဝနောက်ဆုတ်လိုက်ရပြီ။ဟွန်းလုံးဝကျသွားပြီ။ဟုတ်လားလုံးဝကျသွားပြီ။ 82ကိုမပြောနဲ့ကိုယ့်ဘက်ကအခုခုခံကာကွယ်နေတဲ့နေရာမှာ82မလာနိုင်အောင်ဆက်လက်လုပ်ဖို့အရေးကြီးတယ်။အဲဒီအဲ့ညာစစ်တောင်းထိုးမယ်ဆိုအခုလက်ရှိအင်အားနဲ့မရပါဘူး။နော်။ဒီလက်ရှိကျွန်တော်တို့မှာရှိနေတဲ့အင်အားနဲ့မရအောင်။တမကြီးနဲ့တကယ် special စော်မရအောင်။ဘောမတတိုက်ဖြစ်တဲ့ဇော်ဖုံးကြီးတို့ကျော်စိုးဦးတို့ကတော့အော်နေပါလေ။ကျော်မျိုးမင်းတို့ကတော့ညောင်ကျိုးမကြဘူး။ညောင်ကျိုးကိုတက်မတော်ကပြန်ဝိုင်းလိုက်ပြီးဆိုပြီးတော့နေသားတစ်ခုနဲ့အော်နေတာလည်းတွေ့နေရပါတယ်။ဒီလိုအခြေအနေမျိုးမြန်မာနိုင်ငံကဘောမတွေ အဲ့လိုမျိုးអော်နေတာကိုတွေ့တဲ့ခါမှာတော့ဖင်လန်ကပျောက်ကြီးကတော့ဘောမှအချင်းချင်းပြန်ကြိုက်နေတဲ့အနေထားတစ်ခုရောက်နေပါပြီနော်ညီကြီးပါတုံတော့တောင်းမှာဖြူပြီးမှရအောင်အဲ့တော့ခင်ဗျားတို့ဒီတိုင်းနဲ့အီယောအီယောစစ်တိုက်နေတယ်ကိုနေရလေးကိုတခါတည်းဘာနဲ့လားတဲ့တွေ့ရဆိုတော့ကိုနေရလေးကိုငစားချဲနော်ငါးပွဲရငစားချဒီနေရလေးငါးပွဲရငစားချလုံးလို့မရဘူးနောက်ဆုတ်တဲ့နေရာဆုတ်ပြီးတော့ခြေတဲ့နေရာကိုခြေရမယ်အခုလုပ်တဲ့ပုံကဘာနဲ့လားတဲ့တွေ့ဆိုတော့ဟိုနေရငါးပွဲဟိုနေရငစားချတယ်ဒီနေရငါးပွဲဒီနေရငစားချတယ် ထုံထုံအင်အားတွေထုတ်တယ်ပြီးရင်လွတ်တယ်နေနေရမကျွမ်းပြီးတော့ဟိုကပ္ပစတွေလက်ယုံနေနဲ့ပေါင်းနော်ပေါင်းပြီးတော့လွတ်ပေးလိုက်တယ်ကြည့်ကြည့်ဘေးဒီတနက်တန်တော့မကြားသေးဘူးခေါင်းထဲပြန်ပြေးနေတယ်အဲ့တော့စစ်တပ်နေနေတယ်နော်ပြည်သူစစ်ပေါ်လက်နဲ့ကောင်းကောင်းပြီးရင်ပြည်ဒီရက်တွေကိုတင်ခိုင်းပြည်သူစစ်ဆိုတော့လေဗျာအများကြီးကသူ့ချုပ်လေရှိတယ်သူ့ပြည်သူစစ်တွေကထွက်ပြေးတယ်လက်နဲ့ပါကြီးထွက်ပြေးတာရှိတယ်ဟိုတနေ့က ရေကြီးဘက်မှာဖြစ်တဲ့ပုံစံလေးပေါ့အဲကျွန်တော်တို့ပရင်ကြားသေးရနော်ပြည်သူစစ်အလုံးပေါင်း9ရောက်လက်နက်ယူပြီးတော့ဖတ်ပြေးအဲအားလုံးပဲဒါလေးကတော့ဘုံမအပေါင်းတွေကတော့ဘသူ့ကိုဖေခေါ်လို့ခေါ်မှမသိအခြေအနေဖြစ်နေပါပြီသူတို့ရဲ့အာကိုဘာဆိုတော့တင့်အင်အား၅သိန်းတော့ရှိပါတယ်ဆိုပြီးတော့တွေးကြော်ထားတဲ့စစ်တပ်ကြီးဟာလည်းဒီနေရာမှာတိုက်တိုက်တိုက်တိုင်းရှုံးဘဝကိုရောက်နေတာဖြစ်တဲ့အတွက်သူတို့ရဲ့မွေးမြူထားတဲ့ပြည်သူစစ်တေပြူစောထီတေဆိုတာလည်းအားလုံးသိတဲ့အတိုင်းပဲလင်းရင်လစ်တလို့ခိုးညတိုက် လိုမျိုးရှာကြံစားတော့ပြီးတော့နောက်ဆုံးတကယ်တိုက်ပွဲတဲ့ကြောင်ထွက်ပြေးကြတဲ့အများအနေဖြစ်တဲ့အတွက်ဘုံမာတွေကလည်းယုံကြည်တော့တဲ့အနေထားကိုဖြစ်လာတဲ့အနေထားပါပဲစစ်ကောင်စီတပ်နေနဲ့ကတော့နိုင်ငံတကာကနေပြီးတော့ဘလူပဲတာတာဘလူပဲငလင်ဘေးဒဏ်တွေပဲကြာနေကြာနေဘုံတွေကျင်းနေတာအလုံးသိမှဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီဘုံတွေကျင်းနေတဲ့ဒဏ်တွေကြားရတဲ့ရခိုင်တပ်တော် AA နဲ့ဒီတည်းကပူပေါင်းတပ်ဖွဲ့ဝင်တွေကညောင်ကျိုးစကန်ကိုတင်လိုက်ပြီးဆိုပြီးတော့ထုတ်ပြန်လိုက်တဲ့ခါမှာတော့စစ်ကောင်စီကအင်းကြရည်ယူဇော်မဲလုံးကနေပြီးတော့ပြည်သူတွေကိုတိုင်ကြနေအောင်တွေ့ရပါတယ်ဇော်မဲလုံးအနေနဲ့ ကိုကျိုးထွေးမြေတိုင်းတရားဟွာဂတိမတည်ဘူးသူကြင်ညာထားတဲ့ပြည့်တာကိုထုတ်ဖောက်ပြီးတော့သူတို့ရဲ့စကောင်းကိုတင်းသွားပါတယ်ဆိုပြီးတော့ငွေကြွေးတိုင်တန်းနေတဲ့စော်မဲလုံရဲ့အသာဖိုင်လေးလည်းဖြစ်ပါတယ်အဲဒီနေ့မှာတော့ကျွန်တော်မီဒီယာများကိုတမတော်ကထုတ်ပြန်ထားတဲ့ယာယီပြစ်ခတ်တိုက်ခိုက်မှုရစရေးထုတ်ပြန်ချက် ထုတ်ပြန်ပြီးတဲ့နောက်မှာလက်နက်ကိုင်ပေါင်းညမ်းသူအဖွဲ့များရဲ့ဒီယာယီပြစ်ခတ်တိုက်ခိုက်မှုရစရေးအပေါ် ချိုးဖောက်ခဲ့တဲ့ဖြစ်စဉ်များကိုကျွန်တော်ပြောချင်ပါတယ်။28ရက်မှာဖြစ်ခဲ့တဲ့ငလင်ကြောင့်တနင်္ဂနွေလုံးမှာရှိတဲ့ပြည်သူလူထုကိုစာနာထောက်ထားနှားလဲတော်အားဖြင့်နောက်တစ်ခါတော့ကုညီကယ်ဆေးလုပ်ငန်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအရှိဟုံနဲ့ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီးတပ်မတော်က2025ခုနှစ်ဧပြီလ2ရက်နေ့ကနေ24ရက်နေ့ထိဒါကြီးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကာလအဖြစ်ထုတ်ပြန်ထားပါတယ်။အဲဒီနောက်ပိုင်းမှာ KIA အနေနဲ့ဒါဧပြီလ3ရက်နေ့ညနေ4:20မှာ ဗမမာရှိတဲ့တပ်ဌာနချုပ်နှစ်ခုကို82မီလီမီတာစိန်ဖြောင်းနဲ့ခုနှစ်လုံးပြစ်ခတ်ခဲ့ပါတယ်။ဒီဘက်လာ၄ရက်နေ့မနေ့ဆယ်နာရီခွဲမှာလဲဗမော်တက္ကသိုလ်နားလီမှာလုံခြုံရေးနေရာယူထားတဲ့နေရာကို KNY အဖွဲ့ကလူဝင်အား30လောက်နဲ့တစ်စိန်နောက်လူဝင်အား50လောက်နဲ့တစ်ချိန်လာရောက်ပြစ်ခတ်ခဲ့တာတွေ့ရပါတယ်။ TNL အဖွဲ့နေလဲတောင်ခမ်းမှာလုံခြုံရေးဆောင်ရွက်နေတဲ့ တက်မတော်လုံချုံကြီးစခန့်ကို TNL နဲ့အာ PD ရဲ့အကြမ်းဖက်တောင်းကျမ်းသူ45ဦးလောက်ကလာရောက်ပစ်ခတ်တာရှိပါတယ်။ KMPB အဖွဲ့အနေနဲ့လည်းဖားဆောင်မှရှိတဲ့တပ်ဌာနချုပ်ကိုလာရောက်ပစ်ခတ်တာရှိပါတယ်။အေအဖွဲ့အနေနဲ့ကတော့ဒါ ERB တိုင်းဘက်လုံချုံကြီးနေရာယူထားတဲ့နေရာတွေကိုလာရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ်။ဆိုမေးလို့တော့ပြောင်းလဲပြောင်းစားပဲเนาะရှင်းတယ်เนาะသူတို့ကလုံးဝမပြစ်ဘူး ကံကောင်းတာတခုကတော့တော်လိုင်းကြီးတက်ဒီမှာလေးမြန်မရှိလို့လေးမြန်ရှိရင်လေးမြန်ဒီဘုံကျဲနေတာသူတို့မဟုတ်ဘူးတော်လိုင်းကြီးတက်ဒီလိုပြောဖို့မကောင်းဘူးဒီဗလာ၄ရက်နေ့မနေ့၃နာရီခွဲအချိန်မှာကျွန်တော်မကွေးတိုင်းစင်မြင့်ကျွန်းမြို့နယ်ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့တမတော်ရဲ့လုံခြုံရေးစခန်းနေရာတခုကို PDF အမိခံအကြမ်းဖက်အဖွဲ့တွေကဒရုန်းနဲ့ကျွန်တော်၅ချိန်လာရောက်ဒရော့ဘုံချခဲ့ကြောင်တွေ့ရပါတယ် KNL KNU အဖွဲ့အနေနဲ့လည်းဂရိုင်းတိလုံခြုံရေးစခန်းကိုလာရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ် အဲဒီအချိန်မှာတမတော်အနေနဲ့ထုတ်ပြန်ထားပြီးဖြစ်ပါတယ်ဒီချိုးဖောက်လာတဲ့ပြည်သူအသေးဝင်စီစိမ်ထိပါလာတဲ့လုပ်ငန်းတွေပြည်သူတွေရဲ့လမ်းမဆက်သွယ်မှုကိုလုံခြုံစေရေးကိုချိုးဖောက်လာတဲ့လုပ်ငန်းတွေတမတော်လုံခြုံရေးတပ်ဖွဲ့တွေရဲ့စခန်းတွေကိုအကြောင်းမဲ့တိုက်ခိုက်လာရင်ပြန်လည်တုံ့ပြန်မှုလုပ်သွားမယ်လို့ပြောခဲ့တာမျိုးရှိပါတယ်ထုတ်ပြန်ချက်ထဲမှာလည်းထုတ်ပြန်ထားပါတယ်အဲကျွန်တော်တို့အနေနဲ့ဒီငလင်တာထိကြိုက်ခံစားနေရတဲ့ပြည်သူလူထု ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်ဒီလိုအချိန်မျိုးမှာကျွန်တော်တို့ဒီပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကိုချိုးဖောက်နေတာကိုအားလုံးသိရှိနိုင်အောင်ပြောခြင်းဖြစ်ပါတယ်ခင်ဗျ American Great Again ဒါဟာကျွန်တော်တို့နိုင်ငံကိုတက်ပြီးတော့ပြင်ပေါ်ခွေးတက်နေတဲ့ကောင်းတွေခွေးတွေပြောရတဲ့စကားတွေဖြစ်ပါတယ်ဒီလိုချင်းကြရေကိုပြင်ပြန်ကောင်းပြန်နဲ့ဒိန်လမှုတွေကိုပဲပြောဆိုနေတဲ့ကောင်းတွေကနိုင်ငံကိုအုပ်ချုပ်နေတဲ့ခါမှာနိုင်ငံအခုလိုဖြစ်နေတာကတော့ဒါစမ်းကြဲတဲ့ရာတော့မဟုတ်ပါဘူးဒါဖြစ်ရုပ်ဖြစ်စင်အောင်ဖြစ်နေကုန်ဖြစ်မှာပါဒါကြောင့်ဒီလိုကောင်းတွေကိုအများဆုံး ပြုတ်ဖြုတ်နိုင်သေးရကတော့ကျွန်တော်တို့ပြည်သူတွေဟာအော်တင်ကိုလိန်ခမ်းနေရတဲ့ဘဝပါ။အစ်တီကြီးနဲ့ကိုလည်းညာနေမှသိရသားနဲ့လည်းညာခံနေရတဲ့ဘဝတွေရောက်နေရဖြစ်ပါတယ်။အကြောင်းဒီလိုကောင်းလေးကိုစွမ်းကုန်မိမိတက်နိုင်တဲ့ဘက်ကနေပြီးတော့နေရာဒေသနှံမှာတက်နိုင်တဲ့ထောက်ပို့တွေလုပ်ပြီးတွန်းလှန်ကြဖို့လိုအကြောင်းဒီနေရာကနေပြီးထပ်မံပြီးပေးလိုက်ပါတယ်။